အမေရိကန်ပေါ်လစ်စီစာချုပ်မှာရေးမထားဘဲနဲ့ရုပ်ကြီးကိုညင်းလို့ရတာရတာပေါ့ကျွန်တော်တို့ policy စာချုပ်တစ်စောင်မှာ expect condition နဲ့ implied condition ဆိုတာရှိပါတယ် expect condition ဆိုတာကတော့စာနဲ့ရေးသားပြီးဖော်ပြထားတာကို expect condition လို့ခေါ်တယ် implied condition တွေဆိုတာကတော့စာနဲ့လုံးဝရေးမထားဘူးဒါပေမဲ့ principle ပေါ်မှာတွားပြီးတော့အခြေခံတယ်ဥပမာလေးပြောပြမယ်ဗျာ အက်ဒ်ဘော့ကိုဗစ်ကိုချိုးဖောက်ရင်ပေါ်လစီပါအကျိုးခံစားခွင့်ကိုညှင်းပယ်လို့ရတယ်ဆိုတော့အမောက်ခံရော်ကြီးတောင်းသူတယောက်ကလိန်လေပြီးတော့ရော်ကြီးကိုတောင်းနေတင်နေဆိုရင်ရော်ကြီးကိုညှင်းပယ်ပိုင်ခွင့်ရှိတယ်နောက်တစ်ခုကတော့ insurable interest လို့ခေါ်တဲ့အမောက်ခံထားသူဟာသူဆုံးရှုံးသွားတဲ့ပစ္စည်းဟာသူ့အတွက်အဲဆုံးရှုံးမှုမရှိတော့ဘူးဆိုရင်ဒီရော်ကြီးကိုသူခံစားခွင့်မရှိဘူးဆိုပြီးတော့ညှင်းလို့ရတယ် နမူနာပြောရမယ်ဆိုရင်တော့ကားတစ်စီးပေါ့နော်အမကန်ထားတယ်ရောင်းလိုက်တယ်သူရောင်းသွားပြီးရဲ့ဆိုရင်သူ့မှာဆုံးရှုံးစရာငွေဆုံးရှုံးမှုတစုံတရာမရှိတော့ဘူးလို့ယူဆတဲ့အတွက်အမကန် policy ပါခန်းစား권တွေကိုရရှိနိုင်မှာမဟုတ်ပါဘူးအမကန်နဲ့ပတ်သက်ပြီးတော့တွေးစရာတစ်ခုခုရရင် yes လို့မှတ်ငယ်ပေးပါကျေးဇူးတင်ပါတယ်